ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့လေပါဦး H Flying Web Channel နဲ့နေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်တို့ဒီနေ့မနက်အစောပိုင်းမှာရှင်းပြိုင်သွားခဲ့ကြတဲ့ကျွန်တော်တို့လေပါဦးနဲ့ Real Madrid တို့ရဲ့ပွဲစဉ်အားဆိုရင်တကူကူမရှိဆိုတဲ့ရာလိုင်းနဲ့ကျွန်တော်တို့လေပါဦးတင်းရအနိုင်ရရှိခဲ့တယ်ပေါ့နော်ဒီပွဲစဉ်မှာဆိုရင်ဒါကျွန်တော်တို့လီဗာပူးအတင်းအတွက်ကဆိုရင်အတောင်းမြင့်စရာအချက်တွေတော့အများကြီးရှိခဲ့တယ်။ပြီးတော့ဒီအဲထဲမှာမှကျွန်တော်တို့တွေအနေနဲ့ကဒီတပိုးပိုးမရှိဆိုတော့ ရလက်ကတော့ရလက်အရတော့ချင်းမြောင်းပေမဲ့လည်းကျွန်တော်တို့အနေနဲ့ကအခွင့်အရေးတွေကိုအများကြီးဖန်တီးနိုင်ခဲ့တယ်။ real ကိုသမားဒီ quadrice ရဲ့ lesson ကောင်းကြောင်းတာမဟုတ်ဘူးဆိုရင်ကျွန်တော်တို့အနေနဲ့ကအနိုင်ဆုံး 3C 4C လောက်ထိကိုကိုပြက်အနိုင်ရနိုင်လောက်တဲ့အထိကိုခြေစွမ်းပိုင်းရကောင်းမှုမှုရှိခဲ့တယ်ပေါ့နော်။ဒီလိုရလက်တွေဇက်တိုက်ကောင်းနေတဲ့နောက်ဆုံး၅ဘွဲ့ဇက်လုံးအနိုင်ရရှိခဲ့တဲ့ Real Madrid လို့ပြိုင်ဘက်ကောင်းမျိုးကျွန်တော်တို့ Liverpool အသင်းအရဆိုရင် ပွဲစဉ်တစ်လျှောက်လုံးပွဲစပွဲအစုံနီးပါးအထိကိုအကောင်းမှုဆုံး control လုပ်ပြီးတော့ကစားနိုင်ခဲ့တယ်။ Real Madrid ဘက်ကလည်းတကယ် big chance ကြီးတွေအကြီးပေးရတာမျိုးတွေမရှိခဲ့ဘူး။ပထမပိုင်းမှာဆိုရင် Bellingham တစ်လုံးရှိမယ်။ဒုတိယပိုင်းမှာဆိုရင် MNB ကန်သွင်းလိုက်တဲ့တစ်လုံးရှိမယ်။ဒီနှလုံးလောက်ပဲကျွန်တော်တို့အနေနဲ့အခွင့်အရေးတွေပေးခဲ့ရတယ်ပေါ့နော်။ဒါကြောင့်ကျွန်တော်တို့ Liverpool အသင်းအနေနဲ့ပြန်လာပြီးလားဆိုတဲ့မိကုံးလေးကိုကျွန်တော်တို့ဆက်လက်ဆွေးနွေးတုံ့တက်ကြည့်အောင်ပါခင်ဗျာ။ပထမအဆုံးပြောချင်တာတော့ကျွန်တော်တို့ ဒီ Aston Villa နဲ့ပွဲမှာရောဒီ Real Madrid နဲ့ပွဲမှာရော Arsenal အနေနဲ့ကဒီ defensive line မှာဆိုရင်ဒါမနှစ်ကအသုံးပြုခဲ့တဲ့ကစားသမားတွေကိုပဲသူတည့်ပြီးတော့တုံးခဲ့တယ်။ Queen နဲ့တုံးရောက်တန်းမှာဆိုရင်လည်းကျွန်တော်တို့ရဲ့အဓိကထောက်တိုင် player တွေဖြစ်ကြတဲ့ Marca တို့ Sobo တို့ Bravan Bat တို့ပဲတည့်ပြီးတုံးခဲ့တာဖြစ်တဲ့အတွက်ကျွန်တော်တို့အသင်းကဒီ attack to defense action တွေမှာတော်တော်လေး balance ညီခဲ့တာကိုမြင်ရတယ်။ ဒီညပွဲစဉ်မှာဆိုရင်အထူးသဖြင့်ချီးကျူးချင်တာကတော့ကျွန်တော်တို့ရဲ့ဒီ corner bradley ပေါ့နော် corner bradley ကဆိုရင်ကျွန်တော်တို့မနှစ်တုံးွားဆိုရင် mlb ကိုသူ့အနေနဲ့အကောင်းဆုံးဆုံး control လုပ်နိုင်ခဲ့တယ်လို့ဒီမနှက်အစောပိုင်းပွဲစဉ်မှာဆိုရင်လည်း vinicius junior ကိုတလုံးမှကြော်ဖြတ်နိုင်ရင်မရှိအောင်လို့တိတိချာချာလေးကိုသူ့အနေနဲ့အကောင်းဆုံးဆုံးဟန့်တာနိုင်ခဲ့တယ်ပေါ့နော်ဒါကြောင့်ဒီကျွန်တော်တို့ဒီ real နဲ့ပွဲမှာဆိုရင်ပွဲထွက်လာတဲ့7ယောက်နေမှာဆိုရင်ဂိုးသမားကလည်းဘာမှပြောစရာမရှိဘူး ပြီးနောက်တန်း၄ယောက်လုံးကလည်းသူတောင်းဝင်သူကြေရတယ်ဒီထဲမှာမကော်နာဘရက်လီကတော့ပို့ပြီးတော့အထူးကျွန်ဆုံးဖြစ်ခဲ့တယ်ပေါ့နော်ကျွန်တော်တို့ကွင်းလန်၃ယောက်ပေါ့နော်ဒီကွင်းလန်အင်ဂျင်ယာဆိုရင်ဒါမနစ်ကသူတို့၃ယောက်ပေါင်းရင်ဘယ်လောက်ထိကွင်းလန်ကမာကြုံမှုရှိတယ်ကျင့်လင့်မှုရှိတယ်တိုက်စစ်ခံစစ်ဘယ်လောက်ထိဘယ်လန်းညီတယ်ဆိုတော့ကျွန်တော်တို့မြင်ခဲ့ပြီးသားဖြစ်တယ်ဒီအချက်မျိုးကိုပဲဒီနေ့ရီယန်နဲ့ပွဲမှာဆိုရင်ကျွန်တော်တို့ပြန်မြင်ခဲ့ရတယ်ဒါကျွန်တော်တို့လီဗာပူးပြန်လာဖို့အတွက်ကို အကောင်းမွန်ဆုံးသောအချက်လက်တွေထဲကတစ်ခုဖြစ်တယ်ဒီပြီးတော့ကျွန်တော်တို့ဒီတိုက်စစ်မှာဆိုရင်လည်း Florian VS ကို left wing မှာထားပြီးတော့တုံးခဲ့တယ်ပေါ့နော်ပွဲစပိုင်းမှာဒီကျွန်တော်တို့မိပြအင်းနေနဲ့ကဒီပွဲစပိုင်းမှာ4-2 3-1 4-3 3နောက်ဒုတိယပိုင်းကျတော့4-4-2စသဖြင့်လိုတလိုပုံစံနေကစားပြီးတော့ Florian Vies ကိုဗဲတောင်မန်ထုတ်လိုက်ပြီးအတွင်းထဲကိုထည့်လိုက်နေစသဖြင့်လိုလိုလှည့်ပြီးကစားခဲ့တယ် အာကျွန်တော်တို့အထူးသဖြင့်ကိုင်းလေရဟန်ချက်ညီနေတာဖြစ်တဲ့အတွက်ဒီ Union Base နေနဲ့ကလေးဒီပွဲမှာသူ့အနေနဲ့ဒါ Real ကုသမအကြောင်းလို့ပဲဆိုရမှာပေါ့เนาะ assist တလုံးမရရှိခဲ့သူ့အနေနဲ့အာဒါ Super Slime ကိုအလွတ်ကြီးပေါ့เนาะကုသမနဲ့1 vs 1တွေ့လောက်တဲ့အထီကို ဘလုံးလမ်းကြောင်းခင်းမိခဲ့တဲ့ဆိုဘိုစလိုက်နေနဲ့လည်းအကောင်းမွန်ဆုံးအဆုံးသက်ပေမဲ့လည်းရီရဲ့ကိုသမကော်ဒရာရဲ့ကာကွယ်မှုကောင်းအောက်မှာကျွန်တော်တို့အနေနဲ့ကဆိုဘိုစလိုက်အတွင်းကိုမရရှိခဲ့ဘူးဒါအပြင်ဒီပုံရံဘစ်လည်း assist မရရှိခဲ့ဘူးပေါ့နော်တပွဲလုံးခြုံငုံပြီးကြည့်ရမယ်ဆိုရင်လည်းဒီပုံရံဘစ်အနေနဲ့ကလက်ကွင်းမှာထွက်ပြီးကစားပြီးတော့ဒီကွင်းလည်းအထဲဝင်နေသူနံပါတ်10ရိုးဝင်တဲ့အခါမှာဆိုဘိုအနေနဲ့ကလက်ကွင်းကိုထွက်တာမျိုးလေးတွေလည်းရှိတယ် ကွင်းလန်မှာလိုမျိုး rotation လေးတွေလုပ်ပြီးတော့ left foot နဲ့ပါ rotation လုပ်ပြီးဆော့တယ်လိုအဲ့လိုအပ်တဲ့လိုမျိုးဖူဖူတူးလေးတွေလည်းပြောင်းသွားတယ်ဒါဆိုရင်ကျွန်တော်တို့အတင်းရဲ့ hand jack ကဟိုကွင်းလန်သုံးယောက်ကိုတည့်ပြီးတော့တိုက်စင်းနဲ့ပါဖြည်းဖြည်းချင်း hand jack ညီလာတဲ့သဘောမျိုးကိုတွေ့ရတယ်ပေါ့နော်ပြီးတော့ဒီ real madrid နေနဲ့ကဒီကျွန်တော်လီဗာပူးနဲ့ပွဲမှာမှာဘာကြောင့်အခွင့်အရေးတွေမရလဲဘာကြောင့်သူတို့ရဲ့ star player တွေခြေစွမ်းပျောက်ဆုံးနေရလဲဆိုရင် ဒါကျွန်တော်တို့လီဗာပူးအသင်းအဆိုရင်ဒါဟိုးပြီးခဲ့တဲ့ရှေ့ရရှုံးခဲ့တဲ့ပွဲတွေမှာဆိုရင်ဒီကျွန်တော်တို့ရဲ့ပြိုင်ဘက်အသင်းညာဆိုရင် long pass တွေကိုတုံးနဲ့အမြင့်ဘောတွေကိုတုံးပြီးတော့ direct attack တွေလုပ်တယ်ကျွန်တော်တို့နောက်တန်းကစားသမားတွေ high line တင်ထားတဲ့အချိန်ကျွန်တော်တို့ရဲ့လီဗာပူးကစားသမားတွေအကုန်လုံး attack လုပ်နေတဲ့အချိန်မှာနောက်တန်းလည်းဒီ defensive line က high line အထိကိုမြှင့်ထားရတယ်မြှင့်ထားတဲ့အခါမှာအဲ့ဒီနောက်မှာကျန်ခဲ့တဲ့ space တွေရှိမယ် ပြီးရင်ဒီကျွန်တော်တို့နောက်တန်းနဲ့ကွင်းနဲ့ဂျာရီက space တွေကိုပြိုင်ဘက်နေရနေပြီးတော့ဒီ long ball တွေနဲ့ဒါရိုက် attack တွေလုပ်တဲ့အခါမှာတကယ်မြန်နှုံးညင်းနဲ့တောင်ပံကစားသမားတွေပြီးတော့ဒီ second ball ကောက်နိုင်တဲ့ကစားသမားတွေပြီးရင်ဒီတိုက်စစ်မှာဆိုရင်လဲထောင်ထောင်မောင်းမောင်းနဲ့ van dyke နဲ့ဒီ ibu ကို body ချင်းမင်းလုံနိုင်မဲ့ကစားသမားမျိုးတွေနဲ့တဲ့ပြီးစောတဲ့အခါမှာကျွန်တော်တို့အတင်ဒုက္ခရောက်ရတယ်ဒါ real metric ကြတော့သူတို့အနေနဲ့က long pass ကိုဥတီပြီးတော့အသားပြုတ်ပြီးတော့ကစားတဲ့အတင်မဟုတ်ဘူး သူတို့တွေအနေနဲ့က long pass ကတော့ low up မှသာတုံးနဲ့အထူးသဖြင့် ground pass ကနေတည်ပြီးကစားရတယ်ပေါ့နော်။ဒါဟာဆိုရင်ကျွန်တော်တို့ Liverpool အသင်းရဲ့ဒီ present အားသာချက်နဲ့သူတို့ရဲ့ဒီ ground pass အားသာချက်ရှင်တဲ့အခါမှာကျွန်တော်တို့အနေနဲ့ကသူတို့ရဲ့ ground pass တွေကို present ကောင်းကောင်းပြီးရင်နေရာယူမှုမှန်မှန်နဲ့ကာကွယ်နိုင်ခဲ့တာဖြစ်တဲ့အတွက် Real Madrid ကစားသမားတွေအနေနဲ့ကဒါ သူတို့အနေနဲ့ကဒီခြေစွမ်းကောင်းသူတို့ရဲ့ပုံစံကောင်းတွေပြသနိုင်ခြင်းမရှိခဲ့ဘဲနဲ့ရုန်းကန်နေရတာဖြစ်တယ်။ပြီးတော့နောက်တစ်ချက်ကဒီနေ့ပွဲစဉ်မှာအနီစလော့အနေနဲ့ကဒီ defensive line ကိုအိုးအရှိအထိကိုအမြင့်တင်ပြီးမဆော့ဘဲနဲ့တတ်နိုင်သမျှအလေလောက်မှထားပြီးဆော့တယ်။ mid block လောက်မှပဲထားတယ်။ပြီးတော့ဒီကျွန်တော်တို့ defensive line ရောကွင်းလေရောတိုက်စစ်ကောကအရင်ဟာဟာမျိုးမရှိဘဲနဲ့ကျွန်တော်တို့ low block ရောက်သွားတဲ့အချိန်မှာဆိုရင်လည်း defense ရောကွင်းလေရောတိုက်စစ်ရောဒီ deep ဖြစ်ဖြစ်ပေါ့နော် knee gap ဆောင်နဲ့ဆော့တာဖြစ်တဲ့အတွက် speed တွေအကျယ်ကြီးမရဘူးအဲ့လို speed တွေအကျယ်ကြီးမရတဲ့အတွက်ဒီ rear ညံနှုံးမြင့်ကစားသမားတွေဖြစ်တဲ့ vinicia တို့ mrv တို့အနေနဲ့လည်းသူတို့အနေနဲ့ speed မရတဲ့ခါမှာ dribbling တွေလုပ်ပြီးတော့ lane ခောက်ပြီးတော့ကြော်ဖြတ်ပြီးပြေးပြီးတော့ကန်ဖို့အတွက်အဆုံးတတ်ဖို့အတွက်အဲ့လိုမျိုးအခွင့်အရေးတွေမရခဲ့ဘူးဖြစ်တယ်ဒါဆိုရင်ဒီ anisro အနေနဲ့ကကျွန်တော်တို့ရဲ့နောက်တန်းနဲ့ကွင်းလိုက်ရမှာပေါ်ရတဲ့ space တွေကိုဒီ line နှစ် line ကိုပို့ပြီး ကတ်ပြီးတော့ဆော့ကစားသေးခြင်းဖြင့်သူအနေနဲ့ကဒီနေရလွတ်ပေးရတဲ့အချက်ကိုအကောင်းဆုံးဆုံးဒီဘွဲမှာပြင်ဆင်နိုင်ခဲ့တယ်လို့ဆိုရမှာဖြစ်တယ်။ဒါကြောင့်လဲဒီ Real Madrid ကစားသမားတွေအနေနဲ့ကကျွန်တော်တို့အသင်းဘက်ကိုထိရောက်တဲ့တိုက်စစ်ဆင်မှုတွေအခွင့်အရေးတွေအများကြီးမလုံးပြနိုင်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပါတယ်ခင်ဗျာ။အနည်းချုပ်ပြီးတော့ကျွန်တော်တို့ ုံးသက်ကြည့်ရမယ်ဆိုရင်ကျွန်တော်လီဗာပူးအသင်းရဆိုရင်လောင်ပတ်နဲ့ကစားတဲ့အတင်းနေဒီအမြင့်ဘောအားတဲ့ပြီးစောတဲ့အတင်းနေနဲ့ဆိုရင်ဒါရှေ့ပွဲစင်းမှာတော့အနေငယ်လေးတိုင်ပတ်တဲ့ခိုင်တန်နေတွေ့တယ်အနေငယ်မှာမဟုတ်ပါဘူးတော်တော်လေးတိုင်ပတ်ခဲ့တာပေါ့နော်ဒါပေမဲ့ ground pass တွေမှာဆိုရင်တော့ကျွန်တော်တို့တွေကအားကောင်းနေစေဆိုတော့တွေ့ရတယ်ပေါ့နော် ဒီနောက်လာမဲ့မန်စီးရဲ့ပွဲဆိုရင်လည်းမန်စီးရဆိုရင်ဒီ long pass တွေကိုအများကြီးတည့်ပြီးစောတဲ့အတင်းတော့မဟုတ်ဘူးသူတို့တွေအနေနဲ့က ground pass ကိုပဲအများဆုံးတည့်ပြီးသွားတဲ့အတွက်ဒီလိုမျိုးအချင်းချင်းမျိုးနဲ့ပဲအာနီစလုံးနေနဲ့အလုတ်ဖြစ်နိုင်မလားဆိုတော့လည်းကျွန်တော်တို့ရင်ခုန်သွားနဲ့စောင့်ကြည့်နေကြတယ်ခင်ဗျာဒီမန်စီးရဲ့ပွဲမှာသာအာနီစလုံးနေနဲ့အနိုင်ရရှိခဲ့မယ်ဆိုရင်ဒါကျွန်တော်တို့လီဗာပူးအသင်းရဆိုရင်ဒီကျွန်တော်တို့ပြိုင်ဘက်တွေ ground pass နဲ့ကစားတဲ့အသင်းတွေကိုကျွန်တော်တို့လုံးဝရေးကို တွေးမှုနေစရာမလိုကြောက်စရာမလိုဘူးပေါ့နော်အနေစရုံအနေနဲ့ဖြည့်ရှင်းရမှာကဒီ long pass နဲ့အမြင့် ball တွေနဲ့တုံးတဲ့အခါမှာကျွန်တော်တို့ရဲ့ defensive line နဲ့ coin line လား speed အကြိမ်မချန်မဲနဲ့ဒီနည်းလိုမျိုးပဲ speed မပေးရအောင် line တွေကိုတစ် line နဲ့တစ် line နဲ့ကတ်ပြီးတော့ဆော့ကစားရမယ်ဆိုရင်ကျွန်တော်တို့ liverpool အသင်းက long pass ပဲလာလား ground pass ပဲလာလားကျွန်တော် liverpool အသင်းအကောင်းဆုံးပုံစံနေနဲ့ပြန်လာနိုင်မယ်လို့ကျွန်တော်မျှော်လင့်နေပါတော့နော်ဆိုတော့ကျွန်တော်တို့အဆုံးသတ်ရမယ်ဆိုရင်ဒီ real madrid နဲ့ပွဲစဉ်မှာ ကျွန်တော်တို့ရဲ့ကစားသမားတွေအကုန်လုံးရောကျွန်တော်တို့ရဲ့ညီပြအစကစားသမားတွေပြီးတော့ကျွန်တော်ပေးတက်တဲ့အကုန်လုံးတောင်းဝင်ကြေခဲ့တယ်သူတို့စွမ်းဆောင်ရေခေါင်းတွေအကုန်လုံးပြတာနိုင်ခဲ့တယ်ဒါဆိုရင် ကျွန်တော်တို့နောက်လာမယ့်ဒီမန်စီးတီးနဲ့လို့ပွဲချက်မျိုးအတွက်ဆိုရင်လုံးဝ confident level အပြည့်ရမယ်ပြီးရင်ကျွန်တော်တို့မူမန္တန်ခေါင်းတွေလည်းရမှာဖြစ်တယ်ကျွန်တော်တို့မန်စီးတီးရဲ့ ETH ကွင်းကိုသွားဖို့အတွက်ဒီယုံကြည်မှုတွေနဲ့ကျွန်တော်တို့ မန်စီးတီးကိုတွားပြီးတော့အနိုင်ယူနိုင်မလားဆိုတာကိုလည်းကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမှာဖြစ်တယ်ပေါ့နော်ဒီကူရိုအနေနဲ့ရောကျွန်တော်တို့ဒီလိုပါဘူးအသင်းအနေနဲ့ဒီ real matrix နဲ့ကစားသွားတဲ့ပွဲရဲ့ခြေစွမ်းပေါ်ကိုဘယ်လိုမြင်ရလဲအားရကျေနပ်မှုရှိရလားဒီလိုပါဘူးပြန်လာပြီလို့ထင်ရလားဆိုတာကိုကိုမမဝင်းမြဆွေးနွေးတုံးသက်ပေးသွားကြပါအောင်ခင်ဗျာစုံလေးကြည့်ရှုပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ